မွတ်စလင်ဒုက္ခသည်တွေကိုလာမယ့်2026ခုနှစ်အတွင်းရခိုင်ပြည်နယ်ကိုပြန်လည်ပို့ဆောင်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးကမိုဟာမက်ယူနိုရဲ့ပြောကြားမှုဟာလက်တွေ့မှာဖြစ်နိုင်မှုလို့နိုင်ငံရေးလှိလသုံးသပ်သူတွေက CNN သတင်းဌာနကိုပြောပါတယ်။မွတ်စလင်ဒုက္ခသည်တွေအနေနဲ့လာမယ့်နှစ်ယမန်တန်ဥပုပ်လပွဲတော်အတွင်းရခိုင်ပြည်နယ်ကနေရက်တွေမှာကျင်းပနိုင်ရေးကြိုးပမ်းသွားမယ်လို့မက်လ14ရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော်ပဇားဒုက္ခဒေသခံကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်ဂူတာရက်စ်နဲ့အတူတွားရောက်ချိန်မှာယူနစ်ကပြောကြားခဲ့တာဖြစ်ပါတယ်။မွတ်စလင်ဒုက္ခသည်တွေကိုပြန်လည်လက်ခံရေးဆွေးနွေးမှုတွေရှိလာနိုင်ပေမဲ့လည်းပြန်လည်လက်ခံဖို့ဟာမလွယ်ကူလှဘူးလို့တရုတ်မြန်မာရေးလိလသုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါတယ်။အဲတော့ဟိုသူတို့ဘက်ကလည်းဒီကိစ္စကိုရှင်းရမယ်ဆိုတော့သဘောပေါက်ထားဖို့မရတယ်။ဒါပေမဲ့သူပြောတော့လို့ဆိုရင်မလားဆိုတော့မပြောတတ်ဘူးပေါ့ဗျာ။ ဒီဟိုရိုနီယာကိစ္စကဘင်္ဂလားဒေ့ရှ်ဘက်ကတော့ပူနေတာအမှန်ပဲဒါမှမဟုတ်ဘလို့မှဒီဟာတွေကိုကျွန်မကချက်ချင်းသတ်ခံမယ်လို့ဆိုတာမဖြစ်နိုင်ဘူးနော်အဲ့တော့အေဘက်ကလည်းသူကဒါကိုယာယီဖြည့်ရှင်းမှုနေနေရလားဆွေးဆွေးနွေးနေပြောတာတကယ်တကယ်ပြန်လက်ခံမလို့ရဘူး။ဒီခိုင်းဒီမှာရှိတဲ့အခုပြည်သူတွေကတော့ဟိုသွားဝင်နေဘူး ချဲနိုင်ပြီးဒါကျမတို့ထားပလီလို့ပြန်တဲ့ခါလို့ဖြစ်မှာဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်တွေရဲ့နေရပြန်နိုင်ရေးအတွက်အရက်ခတ်တတော်အေးနဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းလဲကုလသမဂ္ဂအထွေထွေအထွေရေးမှုချုပ်ဂူတာရက်စ်ကမတ်လ15ရက်မှာပြောကြားခဲ့တာပါအဲဒီနောက်အာဇာကောင်းဆောင်အပါအဝင်10ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တယ်လို့မက်လာ၁၈ရက်မှာဘင်္ဂလားဒေ့ရှ်အခြေစိုက်တည်င်းဌာနတွေကနေဖော်ပြလာကြတာပါ၂၀26ခုနှစ်အတွင်းမွတ်စလင်ဒုက္ခသည်တွေကိုရခိုင်ပြည်နယ်ကိုပြန်ပို့ဖို့မှာဘင်္ဂလားဒေ့ရှ်ဘက်ကမျှော်မှန်းချက်ဖြစ်နိုင်ကြောင်း 2026ခုနှစ်အတွင်းရခိုင်ပြည်နယ်မှာမြန်မာတပ်မတော်ကင်းစင်သွားမယ်ဆိုပါကအေအနေနဲ့သူတို့နေရပြန်ရေးကိုဆောင်ရွက်နိုင်စရာရှိကြောင်းနိုင်ငံရေးလည်လာတုံ့တက်သူဦးတန်းစိုးနိုင်က CNN သတင်းဌာနကိုပြောပါရစေ။အဲ့လိုအဲ့လိုမျိုးမှန်ချက်ဖြစ်ပါလိမ့်မယ်နော်။ဒါကြောင့်ဆက်ချောက်၊ဒါကြောင့်လည်းဆက်ချောက်ဖြစ်ပေါ်ကြတာဆိုလို့ဒီကံကတည်းကဒီရဲ့ဒီခိုင်းပြီးစောင်းစီစစ်တဲ့ဒီကိစ္စကိုရှာမှု 那他们说，那说唱功也高，是呢、uh, uh,。本来李连杰演的也是了，哎，那那那个那个那个王宝强演的。 ချီရှင်ကျက်ကိုပေါ်ထုတ်နိုင်ကြတယ်အကြောင်းရှိတယ်လို့ကျွန်တော်တို့ပြောနေပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့အကြံပေးတိုဟိဟူစင်ကလည်းမွတ်စလင်ဒုက္ခသည်တွေဂုံတိတ်ခါရှိစွာနေရပြန်နိုင်ရေးမြန်မာနိုင်ငံအစိုးရနဲ့ဒေတာအာဏာပိုင်တွေအပေါ်အများကြီးသက်ဆိုင်ကြောင်းလည်းပြောကြားထားတာပါ၂019ခုနှစ်ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်နေရွှန့်ခွာကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့မွတ်စလင်ဒုက္ခသည်တိတိတမနှစ်တန်းခန့်ရှိတယ်လို့ထုတ်ပြန်ချက်တွေအရသိရပါဗျ ဒါပေမဲ့မြမအစိုးရဘက်ကတော့အဲ့ဒီဒုက္ခတွေအရေးအတွက်မရှိကြောင်းပြောကြားထားတာပါ